လှေဥတိုင်းလှေဥတိုင်းနေရာမှာအိမ်ဆောက်အိမ်တွေပါလေဆောက်ထားပြီးတဲ့လူတွေပေါ့နော်အဲဆရာတို့မြန်မာရိုးရာဗေဒင်ပညာရောလောကီပညာတွေမှာနော်ရှေးလူကြီးတူမတွေပြောတဲ့စကားတွေမှာလည်းပါပါတဲ့လှေဥတိုင်းလှေဥတိုင်းအိမ်ကခိုက်တတ်တယ်ဆိုတော့နော်ဆရာဘိတ်စီလည်းကြားဦးမှာပေါ့နော်အဲ့ဒါကဒီလိုပါဟုတ်လဲဟုတ်ဟုတ်လဲဟုတ်ပါတယ်သူက ီလှဲဥတိုက်ဆိုလို့ရှိရင်ဒီလမ်းရဲ့အဆုံးမှာအိမ်ဆောက်ထားလို့ရှိရင်အဲ့ဒီလမ်းမှာဆိုတာကလူပေါင်းစုံသွားတာလေဗျာအဲ့ဒီလမ်းကလူပေါင်းစုံသွားတယ်နော်လူပေါင်းစုံသွားတဲ့ခါမှာအဲ့ဒီလူတွေမှာအမှုတော်ကအမျိုးမျိုးရှိတယ်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီလမ်းတဲ့တွေကနေလမ်းတဲ့တွေမှာကိုယ့်ရဲ့အိမ်ကဆောက်ထားမိတာဖြစ်တဲ့အတွက်အဲ့သူရဲ့အမှုတော်ကလေမကောင်းတဲ့ခြိတတ်တွေပေါ့နော်ဖုံးစေစကားနဲ့ပြောမှာဆိုခြိတတ်ပေါ့ဗျာနော်ဖုံးဖုံးစေစကားနဲ့ပြောမှာဆိုခြိတတ်ပေါ့ လို့မကောင်းတဲ့အငွေ့တက်တွေမကောင်းတဲ့အပူတော့ကတွေကကိုယ့်ရင်စီကိုတိုက်ရိုက်ဝင်လာတာဖြစ်တဲ့အတွက်အဲ့အိမ်မှာနေတဲ့လူတွေကစီဝါရေးတော့လည်းကောင်းစီဝါရေးကြမ်းပါရေးအိမ်တော်ရေးအကုန်လုံးပြိုလဲပျက်စီးတတ်ပါတယ်ဒါလှေဥတိုက်လှေဥတိုက်တွေပေါ့နော်ဟုတ်ပြီအဲ့လိုအိမ်တွေမှာနေတဲ့လူတွေဘာတွေလုပ်ထားမှာလဲကျွန်တော်အဲ့ဒါလေးပြောချင်လို့ဟုတ်ပြီနော်နောက်တစ်ခုကဒီကျွန်တော်တို့ဖုံးစိပညာမှာလည်းရှိတယ်မိမိအိမ်မိမိအခန်းမိမိဆိုင်စီကို ဘေးအိမ်ကနေပြီးတော့မှကိုယ့်ရဲ့မျက်နှာချင်းဆိုင်အိမ်တော်၎င်းနော်ကိုယ့်ရဲ့ဘေးအိမ်ကနေပြီးတော့မှအမိုးဆင်းဖြစ်စေတို့မြားပုံစံအချွတ်တစ်ခုခုပေါ့နော်အဲ့ဒါကိုယ့်အိမ်စီကိုလှည့်ပြီးထိုးထားတဲ့ပုံစံမျိုးစောက်ထားတဲ့ပုံစံမျိုးဆိုလို့ရှိရင်အဲ့ဒီကခိုက်တယ်ဗျစီဝါမဖြစ်ဘူးစီဝါမဖြစ်ဘူးနော်ပြောရတာမယုံမရှိနဲ့ဟုတ်ပြီနော်အမိုးဆင်းတစ်ခုခုမြားပုံစံအချွတ်တစ်ခုခုကကိုယ့်အိမ်စီကိုတဲ့တဲ့ကြီးထိုးထားတဲ့အနေဒါရှိတယ်ဆိုလို့ရှိရင်အဲ့ဒီအိမ်မှာနေတဲ့လူတွေကခိုက်ပါတယ်နော်ခိုက်တယ် စီဝါမဖြစ်ဘူးစီဝါမဖြစ်ဘူးဒါတော့ဖုံးစွေတဘောတရားပေါ့နော်အဲ့တော့နောက်တစ်ခုကကျွန်တော်တို့အိမ်တွေပါလေရှောက်တဲ့အခါမှာအာဟောပြောလေဟောဒီဒီလောက်တက်တော့ပြောလို့ရှိရင်လည်းလူမုံများမလားမသိပါဘူးဗျာတော့တချို့ကလောကီပညာတွေမယုံတဲ့လူတွေအများကြီးရှိတယ်ဗျာနော်အဲ့တော့ဂျုံကြီးအောင်မြုံကျင်နေဗျာတော့ခင်ဗျားတို့ကဒီခင်ဗျားတို့လိုက်ညာလိုက်နာကျင်လိုက်နာမလိုက်နာကျင်နေကျွန်တော်နည်းနည်းလေးပြောလိုက်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒါကတော့မျိုးပေါ်မှာနေတဲ့လူတွေအဖို့တော့ဒီပြဿနာက တိတ်ပြီးတော့တော့မကြုံနိုင်ဘူးကွာကျွန်တော်တို့ကြေးလက်တော့ရွာတွေမှနေတဲ့လူတွေဆိုရင်တော့အဲ့ဒီတက်တာကကြုံနိုင်တယ်ပြောချင်တာဘာလဲဆိုရင်ကိုယ့်ရဲ့အိမ်ကရွာတို့ဒီတော့ရွာရက်ွယ်ရက်ဓောက်မှာတွားဆောက်တယ်ဆိုရင်ဓောက်ဓောက်ရွာရဲ့ဓောက်เนาะအလယ်မဟုတ်တဲ့ရွာလယ်မှာဆောက်တာပေါ့တော့ရွာလယ်မဟုတ်ပဲနဲ့ရွာရဲ့ဓောက်လို့ရွာအစွဲပြားဓောက်ကြတယ်အစ်အစ်တောင်အနောက်တောင်အနောက်မြောက်အစ်မြောက်အဲ့လိုဓောက်နေမှာတွားပြီးဆောက်မိတဲ့လူတွေကြတော့ ဘာဘာလို့ဘာလို့ရလဲဆိုအိမ်တက်ဆောက်ပြီဆိုလို့ရှိရင်အဟောင်းပစ္စည်းလေးတခုသုံးပေးရတယ်ပတ်စပ်ပတ်စပ်ဘလို့ပဲချမ်းသာချမ်းသာလို့ကိုကအိမ်တက်တိုက်တက်ဆောက်ပြီဆိုလို့ရှိရင်တော့မှအဟောင်းပစ္စည်းအိမ်အဟောင်းโอเคအဟောင်းတက်အဟောင်းပြင်အဟောင်းအဲ့လိုအဟောင်းလေးတခုသုံးပေးရတယ်အဲ့လိုမတုံးဘူးဆိုလို့ရှိရင်အဲ့အိမ်မှာအိမ်တော်ဆင်အားကြောင့်အိမ်တော်ဆင်မရမိမ့်ပါမိမ့်ပါနဲ့ဆိုင်တယ်အဲမိမ့်ပါအချိန်မတန်ငယ်တည်တော့တယ်မိမ့်ပါကိုခိုက်တာအဲအိမ်တော်ဆင်ပါကိုခိုက်တာ ပြန်ပြောမယ်ကိုယ့်အိမ်ကရက်ွက်တို့ရွာတို့ကြေးရွာတို့ရဲ့ဓောက်မှာဓောက်ကြတဲ့နေရာမှာတွားပြီးစောက်မိတယ်ဆိုလို့ရှိရင်အဟောင်းပစ္စည်းတွေတခုတုံးပြရတယ်အဟောင်းโอเคအဟောင်းတို့ပြန်အဟောင်းတို့တစ်အဟောင်းတို့ပေါ့ဗျာအဲ့လိုပေါ့ဗျာနော်အဟောင်းတခုပါရတယ်မဆက်ဘလို့ချမ်းသာချမ်းသာအဟောင်းပစ္စည်းတခုတုံးတုံးပြရတယ်မတုံးရင်အိမ်စင်မခိုက်တယ်နော်ဘာလို့ယုံညုံညုံညင်းနေအဲ့တချို့ကပြောနေတာဟာဖះခေါ်တဲ့ထမမပေါဘူးဖះခေါ်တဲ့ထမမပေါဘူးခင်ဗျားတို့ခင်ဗျားတို့ပြောနေနေတာ အဖေကအဲ့ဒီလောကီပညာတွေဘေရင်ပညာတွေမရှိဘူးလို့မဟုတ်ခဲ့ဘူးနော်အဲ့ဖေကတို့ဖေကဟောခဲ့တဲ့ပရိကတုံးတွေနိကေ9ရက်ထဲမှာလောကီပညာလောကီပညာဘေရင်ပညာဆိုတာမရှိဘူးလို့ဖေကမဟုတ်ခဲ့ဘူးနော်အဲ့ဒါတော့ခင်ဗျားသိကြအောင်နော်ဖေကဟောတဲ့ဓမ္မမပါဘူးဖေကဟောတဲ့ဓမ္မမပါဘူးဆိုပြီးခင်ဗျားတို့မျိုးလုံးစုံမိပြီးတော့မှဆွညံ့မနေနဲ့နော်အဲ့ဒီလောကီဘက်တွေလိုက်လိုက်စားလို့ရှိရင်တဏှာရှင်မှာဆွလို့ဘုရားကတဏှာပြတ်ချောင်းဝိပဿနာတရားကိုပဲဟောခဲ့တာနော် မရှိဘူးလို့မဟုတ်ခဲ့ဘူးနောက်ကတော့တိတ်တော့ဘုရားဟောတဲ့ထက်မှမပါဘူးဘုရားဟောတဲ့ထက်မှမပါဘူးဆိုပြီးတိတ်တော့ zip ပိတ်ပြီးတော့မှမညင်းနဲ့ဟုတ်ပြီနော်အဲ့လိုလားပြောကြသရန်ဆိုလို့ရှိရင်တို့ဘုရားတာရဏာမှာတို့ဘုရားရဲ့တာရဏာမှာပထမဆုံးယဟန္တာဖြစ်တာကဗေဒဆရာပါဗျနော်ပထမဆုံးယဟန္တာဖြစ်တဲ့ကောနိညပုံနာကဗေဒဆရာပါထားလိုက်ပါတော့ဗျနော်ဟိုဟိုပြောတဲ့ကျွန်တော်ဟိုတိတ်ပြားတယ်မပြောတော့ပါဘူးနော်ထားလိုက်ပါရုံတဲ့လူ လိုက်တာပေါ့ဗျာမယုံတဲ့လူနေပေါ့เนาะဒါတော့လွတ်လပ်စွာတဘောတာကွဲလွတ်နိုင်ပါတယ်အဲ့တော့ဟုတ်ပြီအဲ့လိုထောက်နေရာမှာတွားပြီးအိမ်တွေတိုက်တွေစောက်မိရင်အဟောင်းပစ္စည်းတခုတုံးပြရတယ်မတုံးရင်အိမ်စမခိုက်တယ်အဲ့လိုပဲကိုစောက်တဲ့အိမ်ကရက်ွက်အလဲကောင်ရွာအလဲကောင်မှာစောက်တယ်ဆိုလို့ရှိရင်လုံးဝအဟောင်းပစ္စည်းပါလို့မရဘူးเนาะအဟောင်းပစ္စည်းလုံးဝပါလို့မရဘူးတစ်ဆိုရင်လည်းအစ်တင်ဆိုရင်လည်းအစ်အုတ်ခဲဆိုရင်လည်းအစ်ပဲအဟောင်းပစ္စည်းတန်တောင်မှအဟောင်းပစ္စည်းတုံးလို့မရဘူး တောင်းမင်းဘာဖြစ်လဲတောင်းမင်းယောက်ျားခိုက်တယ်အိမ်အိမ်တော်ဦးစီးအမျိုးသားယောက်ျားခိုက်ပါတယ်နော်အဲ့လိုခိုက်တတ်ပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်စကားရေးသားရှည်သွားပြီ9မိနစ်ကြော်သွားပြီအဲ့တော့အဲ့လိုလဲဦးတိုက်လဲဦးတိုက်အိမ်တွေမှာနေမိတဲ့လူတွေဘာလို့အောင်မှလဲဆိုစင်ရဲ့အဲ့အညာအစိုးတွေဘေးရနေကျစ်စစ်လွတ်မြောက်အောင်ဘာလို့လုပ်အောင်မှလဲဆိုရင်အဲ့အိမ်ရှိမှာဟောလဲဦးတိုက်ဆိုစင်လဲအဲ့လမ်းမဘက်ကိုကြားပုံကြားတော့မန်ဖီနေတဲ့ဗဇဟနေတဲ့ကြား အဲ့လိုကြားပုံပိုစတာကြီးချိတ်ထားလိုက်ဗျာအဲ့ဒါကိုလှည့်ချိတ်ထားလိုက်ချင်းသေးလဲရတယ်နော်မန်ဖီနေတဲ့ဗဇာကြီးဟာနေတဲ့ချင်းသေးတို့ကြားတို့ပုံချိတ်ထားလှည့်ချိတ်ထားလိုက်လေးဦးတည်းရောလေးဦးတည်းအဲ့ဘက်ကိုလှည့်ချိတ်ထားလိုက်အဲ့ဒါဆိုစင်ခင်ဗျားတို့ရှီကိုအညက်ခက်တွေဝင်မလာတော့အဲ့လိုဘလို့ချင်းဘလို့ချင်းနေလဲဆိုရေဦးစင်တဲပေးထားလိုက်ရတယ်နော်အဲ့အိမ်ရှိပါရေဦးစင်တဲပေးထားလိုက်အများတူငါတောက်လို့တောက်တောက်လို့ရအောင်နော်ရေဦးစင်တဲပေးထားလိုက်ကောင်းတယ်အဲ့ဒါလည်းရတယ်အဲ့လိုလမ်းအဲ့လိုလဲဦးတိုင်းလဲဦးတိုင်းအဲ့လိုလမ်းတော့လမ်းမှာမှာအေးဆောက်ထားတဲ့လူတွေကဒါဆိုရင်ခိုက်တယ်ဆိုတာ ရွတ်ရွတ်တာမှန်လူတွေအတွက်တော့ခိုက်တယ်ဈေးရောက်ရင်တော့ကောင်းတယ်ဗျာနော်ဈေးတိုင်ခွင့်တော့ကောင်းတယ်အဲ့လိုလမ်းဆုံးလမ်းမလမ်းလေးကွာတရားတွေကဈေးတိုင်ခွင့်တော့ကောင်းတယ်ဈေးတိုင်ခွင့်လို့ဈေးတော့ကောင်းတယ်အဲ့အဲ့တော့ဆိုရင်တော့အဲ့ဒီနေရာကဈေးတိုင်ခွင့်ထားတယ်ဆိုရှင်တော့ခင်ဗျားတို့ပြောကောင်းတယ်စီးပွားဖြစ်မယ်အဲတာမန်ဘာလို့တာမန်စီးပွားရေးပဲလုပ်တဲ့လူတွေဆိုရင်တော့မနေတက်မအောင်ဟုတ်နေမိတယ်ဝယ်မိသွားတယ်ဆိုရှင်အခုကျွန်တော်ပြောလို့လုံးလိုက်ပါအေးရှိမှရေအိုးစင်တဲပါနောက်အဲ့လိုမန်ဖီနေတဲ့ဗဇဟအနေနဲ့ကြားပုံစံချစ်တဲ့ ကြာဥကောင်းချက်ပြဥကောင်းနေပိုစတာပိုစတာအကြီးလောက်ပြီးတော့ချိန်ထားလိုက်အဲ့ဘက်ကိုလည်းချိန်ထားလိုက်အဲ့ဒါဆိုရင်ခင်ဗျားတို့ရှီကိုအဲ့ဒီအညက်ခိုက်ပြီးဝင်မလာနိုင်တော့ဟုတ်ပြီနော်ဟုတ်ပြီ login ပညာမှာရောအစီအမံနေမရှိဘူးလားရှိတယ်နောက်တစ်ခုကကိုယ့်ရဲ့အိမ်နံပါတ်ကားနံပါတ်မိမိရဲ့အိမ်နံပါတ်ကားနံပါတ်၄ခန်းလို့၈ခန်းလို့၁၆ခန်းလို့ဆိုရတော့၄ခန်း၈ခန်း၁၆ခန်းနေဆိုတယ်အဲ့အဲ့ဒီမှာအစိုးဆုံးက၁၆ခန်းပဲ၁၆ပဲနော်မိမိရဲ့အိမ်နံပါတ်က၁၆ပေါင်းရ၁၆ဆိုလဲဆိုတာပဲနော် အင်းဘက်က16ဖြစ်ဖြစ်ပေါင်းညစ်16ဖြစ်ဖြစ်ဆိုးတယ်ပေါင်းညစ်16ဆိုတာဆရာဘယ်လိုပါလဲဥဥပမာဆိုပါစို့ဗျာအဲ3 1ဥပမာတော့အဲ3 3 9တော့3 9ဆိုဘယ်လောက်လဲဆန်ကပေါလိ sorry အဲ3 3 4 9အဲ့တော့နော်6 4 3အဲ့လိုအဲ့လိုမျိုးကနေနေပေါ့နော်အဲ့လိုပေါလိတော့16ရတာနောက်တစ်ခါခွန်း7 1ဟုတ်တော့ပေါ့လားနောက်တစ်ခါနှစ်6အဲ့လိုပေါ့ဗျာပေါင်းလိုက်လို့ရှိရင်ဘယ်လိုပေါင်းမှာလဲ၄လုံးပေါင်းပေါင်း၅လုံးပေါင်းပေါင်းလိုက်လို့ရှိရင်16တို့၄တို့ ရှစ်တို့ကနန်းကြလို့ဆိုရင်အဲ့လိုအိမ်နဲ့ဘက်ကားနဲ့ဘက်တွေလဲဆိုးတယ်နော်ဆိုးတယ်ခိုက်တတ်ပါတယ်နော်ခိုက်တတ်ပါအဲ့ဒါကိုလည်းသိထားပါအဲ့လိုမျိုးတွေများကြုံတွေ့နေရပြီဆိုလို့ရှိရင်မိမိအိမ်ရှိမှလေဒီလိုစဗေနဝအိမ်ပေါ်မှာကြီးလေးကြီးဆွဲထားတယ်နော်ဒီလိုစဗေနဝအိမ်မှာကြီးလေးကြီးဆွဲထားတယ်ဒါကကံမလောင်ရတယ်ဦးပြအဲ့ဒီအိမ်ကိုအိမ်ရှိမှချိန်ထားနိုင်ရဲ့နော်ရန်ကောင်းတာပေါ့ဗျာနော်အဲ့ဒါရန်ကောင်းတာပေါ့နော်ရန်ကောင်းတာပေါ့အောက်ကစဗေနဝအိမ် service တွေမြင်ရအောင်ဒီပြအခုကကြီးလေးကြီးနဲ့အောက်မှာနဗယံပါတယ်နော်အဲ့ service တော့အင်ဂျက်ကိုအင်းစီမှာလှည့်ပြီးချိန်ထားတယ်အဲ့ level ကိုလှည့်ပြီးချိန်ထားတယ်အဲ့ဒါဆိုလို့ရှင်တော့အညာခိုက်ပြီးအလုံးကျင်းစင်သွားလိုက်မယ်ဟုတ်ပြီနော်အဲကာဓမ္မတွေဆိုစီလဲအဲ့ကောက်မှာဆောင်းထားအဲ့လို16ကနန်းလို့၄ကနန်းလို့၁၀ကနန်းလို့အိမ်နဲ့အိမ်ပါနေတဲ့တိုက်တိုက်ပါနေတဲ့လူတွေလည်းခန့်မှနေတဲ့လူတွေလည်းဒီဒီဒီအင်းပြကိုအိမ်စ်ညနေစာမှာကတ်ထားပါ ဲ့ဒီနော်ဒါကံမလောင်းအရေဦးကြဒါကံမလောင်းအရေဒါပို့ပြရောဒါဒါပို့ပြရောမြင်ရလားမသိနော်ဒါဒါစံပယ်နဝိုင်းအဘွားကြီးလေးကြီးနေပေါ့နော်အဲ့ဒါဟိုမိမိရဲ့အိအိဆိုင်ကားပေါ့နော်တိုက်ခန်းပေါ့အဲ့လိုနေရာတွေမှာချိန်ထားပါလေးကနန်းတို့ရှစ်ကနန်းတို့၁၆တို့ကြားတဲ့လူတွေပြောတာပါဟုတ်ပြီနော်အဲ့လိုအစီအမံတွေကာကွယ်ထားပါလေးဦးတိုက်လေးဦးတိုက်အိနေလေကာကွယ်ထားလို့ရပါတယ်ဆိုတော့ကျွန်တော်ပြောလို့ကြားမန်ဖီနေတဲ့ပါဇက်ဟာနေတဲ့ကြားကောင်းနေခြေတွေကောင်းနေလေချိန်ထားပါ နေရုပ်စင်လဲတည်ထားပါဟုတ်ပြီနော်ကျွန်တော်အဲ့ဒါလာပြောတာပါအားလုံးအစိုးမှလည်းကင်းဝေးပြီးတော့မှတောင်းတော့အိသဖလာအကျိုးကျေးဇူးများရှင့်ကရှင့်ကရရှိခံစားစံစားနိုင်ကြပါစေဆက်စားရအစီအမီတို့တဲ့အောင်မြင်ကြပါစေဗျာ